โอเคมิงลาบาครับอะดอกูเมนต์ออฟแกลลี่แมปไอดีเนาะอะดอกูเมนต์ออฟแกลลี่แมปไอดีสแลคแท็กเนมเนาะชาเดมอลเนาะอะไรอ่ะบายเลยปะเนาะจารย์รู้ช่วยญาติก็ไม่ติญาติปาลามั้ยဆိုလို့ရှိရင်ကျွန်တော်ကနားလဲအောင်ไม่조사ပါနဲ့ဟုတ်ไลฟ์ပြီးတော့ကြည့်ပါပြီးမှကျွန်တော်နားလဲကို조사ပါ HTML header ဖွင့်နေပိတ်တယ် body p တက်တစ်ခုခေါ်ထားတယ်ပြီး ID တစ်ခုပေးထားတယ် အဲ့ဒီဘာလို့ပို့လဲတခုခုတော့လုံးပါဘောနော် secretary တခုခေါ်ထားတယ်ပြီးရင်ကျွန်တော်က secretary ကိုပြန်ပိတ်ထားတယ် html tag ပြန်ပိတ်ထားတယ်အဲ့တော့ကျွန်တော်တို့ programming တခုကိုလေ့ရတဲ့အခါမှာကိုတိပြီးသားအရာတွေကိုကြည့်ပါမတိတဲ့အရာတွေကိုအနည်းငယ်တိတဲ့အရာကိုအရင်လေ့လာ Okay အဲ့တော့ကျွန်တော်တို့ကနော်တိရတွေကြည့်မယ်ဆိုလို့ရှင်ဒီမှာ html နဲ့ header တွေ body tag တွေတိပြီးသား click လာတွေကျွန်တော်ပြီးတဲ့အတိရ my first program ဟုတ်ပြီကျွန်တော်စာတစ်ခုရေးထားတယ်ပြီးတဲ့အထက်မှာစာတစ်ခုရေးထားတယ်ဒီထက် easy ပဲ နော် body deck ကျွန်တော်တို့က outside the body where run ပေါ့နော်အဲ့တော့ outside the body body ရဲ့အပြင်မှာရေးထားတယ် outside the where run ပေါ့ဒါပေမဲ့အလုပ်လုပ်နေသေးတယ်ဒါပေမဲ့ဒါ structure ရမှားတယ်နော်အဲ့ကျွန်တော်တို့ကပုံမှန် solution html hack deck ထဲမှာရေးရင်ရေး body ထဲမှာရေးရင်ရေး secret deck ကိုအခုတော့သူက secret deck က body လည်းမဟုတ်ဘူး hack deck ထဲမှာလည်းမဟုတ်အပြင်မှာထုတ်ရေးထားတယ် result ကတော့ထွက်နေမှာပဲဒါပေမဲ့ကျွန်တော်တို့က structure ရမှားပါတယ်ဒါမလုပ်တင်ပါဘူးနော်ဒါမှားတယ်နော်အဲ့တော့ကျွန်တော်တို့ကသူ့ကို body ထဲမှာဖြစ်ဖြစ် hack ထဲမှာဖြစ်ဖြစ်နောက်တစ်ခုခုလည်းထည့်ပါဘူးနော် အော်ကျွန်တော်ကသူ့ကိုရေးထားတဲ့အရေးသားကိုကြည့်အောင်မဟုတ်လား document dot get element by id နော်ဆိုပြီးတော့တုံးထားတယ်ဒါကဘာလဲပေါ့နော်အဲ့တော့ကျွန်တော်မသိဘူးဒါပေမဲ့သူ့ရဲ့ဟောလာနော် function နေနဲ့ပါနေတယ်ဆိုရင်ဒါကျွန်တော်တို့က bit in function ရှိမှလည်းကျွန်တော်တွေ့ခဲ့ပြီးသား document dot write တွေတွေ့ခဲ့တယ် left တွေတွေ့ရဲ့အဲ့တော့ဒါဒီဘာလုပ်တယ်ပဲမှတ်လို့ရမှာဒါဒီဘာကို reset ထွက်စေတယ်ဒါမှမဟုတ် solution နဲ့ဒါကဘာကိုနော် attribute ပေါ့နော်ဘာကိုအသုံးချလို့ရမလဲဆိုတော့ကျွန်တော်တို့ကမှတ်ဖို့လိုနေမှာပေါ့နော် ဒီမှာလဲ document.get element by id document. ဆိုတဲ့ဒီ document ဆိုတဲ့စကားကိုတိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ html css frame ပေါ့နော် web frame လို့ကျွန်တော်တို့အလွယ်ပြောတာပေါ့နော် web frame ရှိမှဆို document.write ဆိုလို့ရှိရင်ကျွန်တော်တို့ web frame ပေါ်မှာ write ဆိုတာလာရေးရ read ဆိုတာဖတ်တာနော်အာဒါလဲထားလိုက်ပါအဲ့ဒါဒီမှာသွားရင် document.write ကျွန်တော်တို့ကကျွန်တော်ရဲ့ html css ပေါ်မှာ javascript ကသွားရေးတယ် document.write လို့တုံးလိုက်တယ် document ဆိုတဲ့စကားဒီမှာလဲ document ဆိုတဲ့စကားထပ်တွေ့ရအောင်အဲ့တော့ document ဆိုတာက ဝက် framework ကို javascript ကနေပြီးတော့ချိတ်ဆက်ခြင်းတဲ့အခါမှာတဝရံစကလုံးဆိုပြီးတိလာတယ်ဒီလိုမျိုးလေးနဲ့ကျွန်တော်တို့ကဆက်ဆက်လေ့လာဟာဘောနော်ကိုတစ်ခုတိလာရဲအဲ့ရာနဲ့တခြားရာနဲ့တက်ခါတက်ခါတွေ့လာတဲ့အခါအော်ဒါတော့ဒီလိုလောက်ကောင်းပါရဲ့ဆိုပြီးတော့ကျွန်တော်တို့တွေးလာတော့ပြောတာနောက် get element by id get element by id ရေးအခါမှာအရေးတာသူ့ရဲ့ structure ရဒီတိုင်းရေးရပါတယ် e ဟာလည်းအကြည့်ပါ b ဟာလည်းအကြည့်ပါ i ဟာလည်းကြည့်ပါရေးလိုက်ရင်တော့ဟလာကျွန်တော်တို့ရဲ့အခု ော်ကုတ်စနစ်ပြရနော်ထွက်လာပြီရောရိုက်လိုက်တဲ့စာတွေတော့သူဆက်ပြီးကြာလာဒါပေမဲ့ကိုယ့်အသားကိုရေးပြပြပါပြရတယ်ဆိုတဲ့အခါမှာစာအုပ်ထဲမှာကူးရေးတဲ့အခါမှာတတိထပြရေးပါ document.getebi ကျောင်းသားဘုရားမှတ်တာနော် getebi လို့မှတ်တယ်ဘတ်ပေါ်ရပါကြီးလဲပေါ့နော် document.getebi မှာပါအရင်မှာကျွန်တော်က getebi g a b i နော်ဟုတ်လား g a b i လို့မှတ်တယ်အမမတ်တယ်လေကိုယ့်ဘာသာကို element by id နော် e ရယ် b ရယ် i ရယ်အကြီးငယ်ကြီးရမယ်တချို့တော့ပြောတာပါနော်ဒီလိုအသေးဖွဲ့အစားမှတ်ပါ document of element by id ဆိုပြီးရေးလိုက်တယ်အဲ့မှာ id ဆိုပြီးကျွန်တော်တို့ကခေါ်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကအပေါ်ကဘာနဲ့ပေးခဲ့ရလဲဆိုတော့ id နဲ့ပေးခဲ့ရပါတယ်ကျွန်တော်ရယ် tag နော် id တုံးလို့ရတယ် class တုံးလို့ရတယ်အခုလက်ရှိမှာတော့ကျွန်တော်က javascript က control လုပ်တဲ့အခါမှာတော့နော် css တုံးကတိကျတယ်ကျွန်တော်တို့က slider ဖြစ်တဲ့နော်ကျွန်တော်တို့ class letter မသုံးတော့ပါဘူး ID ကိုပဲကျွန်တော်တို့ကသုံးတော့မှာဖြစ်တယ် ID ဘောလို့ HTML စကားနဲ့ပြန်ပြောမယ်ဆိုရင်ဒါ attribute ပါညီမချင်းလည်းပါတယ် double ကိုလည်းပါတာဖြစ်နေကြောင်းမလို့သူဒီ attribute ID attribute ကိုပဲကျွန်တော်တို့ကသုံးပါတယ် class နဲ့မသုံးပါဘူး document dot element by class ဆိုပြီးတော့ကျွန်တော်မရေးပါဘူး document dot get element by ID ပဲရှိပါတယ် ID ပြီးတော့ solution ကျွန်တော်တို့က ID ရဲ့ name ဒီရဲ့ show လို့ရေးထားတဲ့ name ဒီရဲ့ name နဲ့တူရပါတယ်နောက်တစ်ခုက dot inner html inner html ဒီဘာလို့ပြောရလဲဆိုတော့ကျွန်တော်တို့ web framework ဖြစ်တဲ့ HTML နဲ့မှရှိနေတဲ့စာသားကိုပြင်ချင်တာပေါ့ inner HTML အခုရှင်းတော့ရှင်းကြည့်ရပါဦးနော်စာလေးကတကြောင်းနဲ့ပါအဲ့နေရာမှာဗာပြင်ချင်တယ်ဆိုတော့ပြင်ချင်တဲ့စာကိုကျွန်တော်တို့ကသူ့ရဲ့ညာဘက်မှာရေးပေးလိုက်ပါတယ် my first javascript program ဆိုပြီးရေးထားတယ်ကျွန်တော်ဒါလေးပဲရေးထားတယ်အဲ့တော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင် peter ထဲမှာ my first program ဆိုပြီးရေးထားတယ်စာသားလေးတစ်ယောက်ရှိတယ် paragraph tag တစ်ခုရှိတယ်အဲ့ paragraph tag ကို javascript ကနေ control လုပ်ပြီးတော့ my first javascript program ဆိုပြီးပြောင်းလိုက်တယ်အဲ့တော့ရေးလိုက်တာဒီ code တွေပဲဘာမှထူးခြားလို့လဲဘာမှမထူးခြားဘူးဒါပေမဲ့ကျွန်တော် theory ဘက်ကနေအနေငယ်ဆန်းဆန်းလေးတွေးကြည့်အောင်ဆိုလို့ရှိရင် every html tag control by javascript blah 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 အဲ့တော့ကျွန်တော် html tag ထဲမှာရေးထားတဲ့အရာတွေကို javascript က control လုပ်လို့ရတယ်ဆိုတော့သိတော့ပါဒီနေ့အတွက်เนาะဒါဆိုရင်သင်ခန်းစာလုံလောက်ပါအဲ့တော့ကျွန်တော်ဘာတွေ control လုပ်လို့ရလဲမမင်းနဲ့ ကျွန်တော်တို့တက်တက်ခုကို control လုပ်လို့ရပြီဆိုရင်တခြားတက်တွေကို control လုပ်လို့ရလားဆိုရင်မေကွန်ကကျွန်တော်တို့အတွက်ခေါင်းပူစရာမဖြစ်တော့လဲအဲ့တော့ဒါဒီအခြေခံကြားတဲ့ကျွန်တော်တို့က HTML frame တခုကိုတနည်းအား HTML တက်တက်ခုရဲ့အတွင်းထဲမှာရှိရဲ့စာသားတွေတခုခုပေါ့ဗျာ maybe element တခုခုကိုကျွန်တော်တို့က javascript ကနေလမ်းပြီး control လုပ်တယ်အဲ့ဒီမှာမှာစာသားတွေကျွန်တော်တို့က change နေတဲ့အခါပါ dot inner html နဲ့ကျွန်တော်တို့သုံးလိုက်တာဖြစ်ပါတယ်သူ့တော့သွားပြီးတော့စမ်းကြည့်အောင်ပေါ့နော်ပြင်စရာကောင်းနေလားမသိဘူးပေါ့နော် မှတ်တတ်နိုင်ပါဘူးနော်သိခံပေးပါဘူးဒါရကြက်တာမဟုတ်ပါဘူးဒါတကယ်ပြောတာတကယ်တကယ်သိခံမှုပြောတော့ဖုန်းနဲ့ရေးရအပြီးမှမေးပါတော့နော်ဖုန်းနဲ့ရေးရအဆင်ပြေကြတာမသိဘူးနော် my fast my fast program အဲ့တော့ကျွန်တော်တို့က secret တက်ကနေပြီးလမ်းပြီး control လုပ်ပါမယ် secret တက်ကကျွန်တော်တို့ကเนาะ css sorry မော်ရီထဲမှာရေးရင်ရေးမရေးရင်ကျွန်တော်တို့ header ထဲမှာရေးပါတော့ CSS လိုမျိုးတော့ header ထဲမှာပဲပြောလို့မဟုတ်ဘူးသူကတော့ body ထဲမှာလည်းဖြစ်နိုင်တယ် header ထဲမှာလည်းဖြစ်နိုင်တယ်အခုတိတော့လောက်ပဲထားဘယ်ဟာက body ထဲမှာရေးတင်တယ်ဘယ်ဟာက header ထဲမှာရေးတင်တာတော့နောက်မှာကျွန်တော်တို့ဖတ်ပြီးလေ့လာဒီနေ့တော့မဟုတ်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော် document dot ကိုတူလေးကြာပါရယ် get element by id မှာ technique ရှိရယ်ဒီတော့ကျွန်တော်က document dot get element by technique ကျွန်တော်က technique သုံးမှာမဟုတ် id ပဲသုံးမှာ sorry ပါကျောင်းဆိုးအဲ့တော့ကျွန်တော် id ပေးရအောင် ID ပြရမှာဆိုတော့ပုံမှန် ID တခုခုလိုမှာပေါ့ဒီလိုမျိုးပြန်ပြီးစဉ်းစားပြီးရှိတာနော်တခါရေးသိရင်တော့လေဒါငါသုံးပါပဲကွာဆို ID ပေးခဲ့လေရပါတယ် A ပေါ့ရှုပ်အဲ့တော့နော် A ပေါ့နော်ဒါပေမဲ့ name ပေးတဲ့ခါမှာနော်ကျွန်တော်တို့ကဖြစ်တင်တာကတော့ဆက်ဆက်နေတဲ့အရာကိုပေးတင်တယ်အခုဒီမှာတော့ကျွန်တော်က alloy တခုပေးချင်တာပေးလို့ရတယ်ဆိုတော့ပုံစံမျိုးလုပ်လိုက်တာပေါ့နော် MMI ပေါ့နော် inner html အပေါ်ဘူးပေါ့နော် တို့ကို document.galleyman.id.inhtml ပြီးရင်ကျွန်တော်တို့က my fact တော့ server secret program ဘာလို့ရေးဆိုတာဒီလိုရေးတော့ semicolon လေးပါအဲ့တော့တတိထားပြီးရှင်း save လိုက်မယ် တော့ကျွန်တော်တို့ဒီမှာ secret เนาะ document.galimap.ida.nhtml my first javascript program ရေးထားတယ်ကျွန်တော်တို့เนาะ galimap.id ဘာမှနေလို့လဲအဲ့ကျွန်တော်တို့ကမားနေရဆိုလို့ကျွန်တော်တို့ထွေတူတူရှိရဆိုလို့ဒီစကလုံးနေပဲရှိရကျွန်တော်တို့က like share ကြည့်အောင်ဘယ်နာမားလဲမပေါ်ဘူးเนาะအဲ့တော့မဟုတ်ဘူးဆိုရင်ကျွန်တော်ကလွဲနေလို့ပဲဒါကိုကျွန်တော်တို့ကခြေခံကြကြလက်ခံဖို့လိုတယ်အဲ့တော့မားနေပြီပေါ့ပြန်ရေးကြည့်အောင် document GED get element by ID we get element by ID ကျွန်တော်ဘာပို့တော့ရရလားမသိဘူးเนาะ axle ပေါ့เนาะအဲ့တော့မဟုတ်မှလွဲနေရောမသေးချာသေး okay ဘယ်ရန်ယူအောင်မလားပေါ့เนาะမယူမှနေ dot inner html เนาะတော်တော်ကြာလာတော့ okay အဲ့တော့အိုင်းပေါ့ဗျာเนาะပေါ့တကယ်ရေးလို့အိုင်းစေးလိုက်ပေါ့เนาะအဲ့တော့ကျွန်တော်ဘာပြထွက်မလဲ hi ထွက်ပြီလားမထွက်ရင်တော့เนาะမထွက်ရင်ဘာဖြစ်လဲမှားလို့ပေါ့အဲ့တော့ကျွန်တော်ကကြည့်ရအောင် ဒိုကူမန့်တော့ gallery map ပါ id เนาะ inner html ဘာမှအနေလို့လဲဘာမှမားစရာမရှိတော့ဘူးเนาะโอเคကျွန်တော်စဉ်းစားကြည့်ပါ Okay လာအော်တခါလေးကြောက်လို့ရှိရင်ကျွန်တော်တို့ကဒီကဆိုလို့ရှိရင်ဆော့ဆော့ပုတ်စားပါဆိုလို့ရှိရင်เนาะကျွန်တော်တို့မားနေရယ်ဆိုရင်အောက်ကမန်နေရအောင်အလုပ်လုပ်ရမှာမဟုတ်ဘူးလားဒီလိုမျိုးတွေးစရာရှိရယ်ဒါပေမဲ့တချို့ programming structure တွေကကျွန်တော်တို့ကမားနေရယ်ဆိုလို့ရှိရင်သူကရက်သွားတယ်အဲဒါကိုကျွန်တော်တို့ကဘယ်လိုခေါ်မလဲ programming structure ကြီးอ่ะဒါလေးတွေတော့ကျွန်တော်တို့ကစက်ပြီးလေ့လာကြတာပေါ့โอเคပါအဲ့တော့เนาะကျွန်တော်တို့ကပြောချင်တာကဒီ document dot gallery map id เนาะဒါလေးကိုကျွန်တော်စမ်းပြတာကိုရေးရပါဒါ record မပါတော့လို့ပြန်ရရတဲ့အပိုင်းဒီပါအဲ့ဒီမှာကျွန်တော်ဒီလိုရေးလိုက်ပါတယ်ကျွန်တော်မားတော့မားပြနေသေးတယ်မားပြလိုက်မှမြင်လိုက်ဘူးပေါ့โอเคကျေးဇူးဒီမှာဒီမှာဒီလိုရေးလိုက်တယ် เนาะကျွန်တော်ဒိုကူမန့်တော့ gallery map id ဆိုပြီးတော့သူ့ရဲ့ကျွန်တော် id ကိုပြန်ခေါ်လိုက်တယ်ပြီးတော့ကျွန်တော်ရေးလိုက်တယ် my first javascript program ဆိုပြီးကျွန်တော်ရေးထားတယ်ပေါ့ဗျာဒီလိုရေးထားတဲ့အနေထားမှာမပေါ်ဘူးပေါ့နော်ဘာလို့မပေါ်လဲဆိုတော့ကျွန်တော်တို့ကစဉ်းစားနိုင်ဖို့လိုတယ်မဟုတ်မှလွဲရောဆိုတဲ့စကားကိုစိတ်ထဲမှာထည့်ပါဘာမှနေလဲဆိုတော့ဒီမှာ sle ပုံနေတာပေါ့နော်ကျွန်တော် sle ပုံနေတော့မှားသွားပါတယ်တော့ကျွန်တော်က sle ပြင်လိုက်တဲ့စာကြောင့် oh sorry sle ပြင်တဲ့စာကြောင့်အောက်မှာရေးလိုက်တယ်ပေါ့နော်အမှန်ပေါ့နော်ဒိုကူမန့်တော့ gallery map id သူရဲ့အလား id a ကိုပြန်ခေါ်ထားတယ်ဒီစာကြောင့်ဒီနေရာမှာပြင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကိုခေါ်တာတော့ဘာလို့တော့ နားလည်မယ်ထင်ပါတယ်နော်ဟော inner html ဆိုပြီးကျွန်တော် high ဆိုတဲ့စကားလုံးလေးကိုသူ့ရဲ့ my first program ဆိုတဲ့စာရင်းနေရာမှာပြောင်းပြီးထည့်လိုက်တယ်ထည့်လိုက်တဲ့အခါမှာသူကလည်းပြောင်းပေးသွားတယ်ပေါ့နော်အာဒီမှာမပြောင်းပေးဘူး sorry my first program ပဲဖြစ်နေသေးတယ်အဲ့တော့ကိုယ့်ရမှန်နေပြီမဟုတ်ဘူးလားဘာလို့မပြောင်းလာလဲဘာလို့မပြောင်းလာလဲဆိုတော့ကျွန်တော်အပေါ်က error ပါတဲ့အရာကြီးရှိနေလို့ဒီစာကြောင်းကြီးရှိနေတယ်အဲ့တော့ဒါကိုဖြတ်လိုက်မယ်ကျွန်တော်ပြန်ဆန်းကြည့်မယ်ဒီခါလေးကျအဲ့လိုမျိုးပေါ့နော်ကိုကပြင်ရင်စောနဲ့ပြင်လိုက်တယ်ဒါပေမဲ့ error ကိုမဖြတ်မိတဲ့အခါမှာထပ်ပြီး result ကထွက်မနေသေးဘူးထွက်မနေသေးတဲ့အခါမှာဘာဖြစ်လဲဆိုတော့ခေါင်းပူလာတယ်ဟာ ာလို့တာကိုချိန်ဒီမမှန်သေးဘူးလားအာမြန်သွားလား sorry နော်။မာလို့တာကိုချိန်ဒီမမှန်သေးဘူးလားဆိုပြီးတွေးမိတတ်ကြတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကပူလာတယ်ပေါ့။ကောင်းပူလာတယ်။ကြားရီမှာဖြစ်သွားတတ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့ဖြည်းဖြည်းချင်းတွေးပါ။ဘယ်ဟာကမားတာလဲ။မားတာကိုညင်ဆုံးနောက်ဆုံး comment ပေးရင်ပေးလိုက်ပါ။ဖြတ်မှာနှမျောတယ်ထင် comment ပေးလိုက်။ comment ပေးပြီးနော်ကျွန်တော် comment ပေးတာပြောခဲ့တယ်နော်။အဲ့တော့ comment ပေးလိုက်ပါပြီးမှကျွန်တော်တို့ပြန်ပြင်ရေးကြည့်ပါကိုနှစ်မျောတယ်ဆိုရင်ပေါ့နော်ဒီကုတ်ကိုနည်းနည်းကြည့်ချင်သေးရယ်ဆိုရင် comment ပေးပလိုက် ပြီးမှပြန်ဆန်းပါဒါဆိုလို့ရှိရင်တချောင်းချင်းရေးပြနေတာပါအခု အဲ့ဒီကြောင်းချင်းမှာတော့မှာပဲဘလို့အချင်းချင်းမှာ error တက်တက်ပါတယ် error တက်ရင်ဘလို့ bug တွေ fix ဘလို့ error ကြီးရှင်းကြမလဲပေါ့နော်ဒါလေးကိုဆော့ဆော့ပြောလိုက်တာပါโอเคနောက်တစ်ချို့ကျွန်တော်လာပြီးတော့เนาะ media လေးရှိပါတယ်အဲ့ဒါလေးတော့လည်းကျွန်တော်ဒီ recorder မှာဖြည့်ပေးထားပါတယ်เนาะဟိုကျွန်တော် browser လေးလာပြတာပေါ့နော် program ရေးထားတဲ့ပုံစံလေးလာပြတာရှိပါတယ်အာလောတော့ကျွန်တော်မစစ်ပေးနိုင်သေးပါဘူးဟို တချို့ຢာတွေတော့เนาะကျွန်တော်စစ်ပေးနိုင်တဲ့အချိန်ကြာလို့ရှင်တော့စစ်ပေးပါမယ် project လေးတွေပါလေးပြချင်တယ်ဆိုလို့ရှင်တော့တီးတဲ့ဘောเนาะဟိုကျွန်တော်ချင်းတစ်ခုယူပြီးတော့အဲ့လိုမျိုး project show တွေပါရှိပါတယ်ကျွန်တော် group မှာလုပ်ပေးထားရှိတယ်ဒါကြောင့်ကုသတိတတိယဆိုတော့ဖုန်းနဲ့မပြောဖို့ရေးထားတယ်စင်တာလေးနော်အဲ့တော့အဲ့ဒီညာလို့ရှိရင်ဆရာကိုလာပြပေးပါကျွန်တော်တယောက်နဲ့အမြင်နဲ့မဟုတ်ဘူးဗျာကျွန်တော်တငငချင်းတွေရောတခြားလူတွေရောရှိတယ်အဲ့ဒါလို့ရှိရင်ဆရာရဲ့ project လေးတွေလာပြီးပြတာမျိုးတွေပါတယ်နော်ကျွန်တော်တို့ကအကြံပေးခိုင်းမှာပေါ့နော်ပေချာတော့ကျွန်တော်တော့ဘယ်သူမှအပေါ့မစိုးအားလုံးဝစိတ်ချယုံကြည်လို့ရတယ်ပေါ့နော် ဆရာဘောအဲ့တော့အဲ့ဒါတချို့နော်ညီရဲကျွန်တော်ဖြေပေးရကျွန်တော်ဒီနေ့ပြောဖို့အကြောင်းအရာကြံခဲ့မှကျွန်တော်တို့ဒီနေ့အကြောင်းအရာနံပါတ်၁ကကျွန်တော်စုမယ်လို့တွေးထားတယ်စူပြီးသွားပြီနံပါတ်၂ကချီချူးစရာရှိတယ်ချီချူးပြီးသွားပြီနံပါတ်၃ကတော့နော်အာကျွန်တော်အတန်းနဲ့တကယ်ကောက်နေပါတယ်ဆိုတော့ပြောချင်တာပါသုံးခုလုံးပြောလိုက်ရပါတယ်ကျင်းတ်ပါတယ်ကျွန်တော်ဘက်ကတော့ဆရာတို့လည်းကျင်းတ်မယ်ကျင်းတ်ဖို့ကတော့မပြောတတ်ဘူးပေါ့နော်ဒီနေ့တော့ဒီလောက်ပါ